ဘုရားသခင်ရဲ့ကြီးစွာတော်ကိုကြီးမွမ်းပါれယခုနေ့ရက်ဒီထားဖြာစီရင်ပြုပြင်သောနေ့ရက်ဖြစ်၏ဘုရားသခင်ရဲ့ကြီးစွာတော်တတ်သက်ကြောက်တော်လေးနေ့ရက်အသစ်ကိုအစာပြုခွင့်ရလို့ဘုရားသခင်ကိုကျေးဇူးတင်တယ်ဘုရားသခင်ရဲ့ကြီးစွာတော်ကြောင့်2025ခုနှစ်ဧပြီလ28ရက်နေ့ဒိန်းလာနေ့ကိုဘုရားရဲ့ကြီးစွာတော်ကြောင့်အမြင်တွေ့ခွင့်ရတာ ဖြစ်တယ်ဒီနေ့ဖို့ပြင်ဆင်ထားတဲ့ကောင်းစဉ်ကတော့တင့်အားနာကျင်စီသောသူတွေကိုဘုရားသခင်သိတယ် 86ခုမြောက်သောစာလင်ခြင်းအခန်းငယ်18ဖြစ်ပါတယ်။အကျွန်ုပ်အားကောင်းသောနမိတ်လက္ခဏာကိုပြတော်မူပါ။အကျွန်ုပ်ကိုမုန်းတော်သူတို့သည်မြင်၍ရှက်ကြောက်ကြပါစေသော အကြောင်းကားအိုထားပြကိုတော်သည် အကျွန်ုပ်ကိုမဆရ၍ချမ်းသာပေးတော်မူ၏။အာမင်။သင်နာကျင်ရတဲ့အခါတိုင်းမှာဖျားသခင်တည်တယ်နော်။သူကသင်တို့အစီရင်ပြုစုထားပေးပြီးသားဖြစ်တယ်။ တင်ရနာကျင်စီသောသူတွေကိုလည်းမတုတ်ပြန်ပဲနဲ့ကိုယ့်အလို့ကိုအကောင်းဆုံးဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ဘုရားသခင်ကတင့်တရားစီရင်ပေးဖို့ပြင်ဆင်နေတာဖြစ်တယ်။တင်ရဇာရိတ္တကိုဘုရားသခင်ကကင်တွယ်ခွင့်ရမယ်ဆိုရင်တင့်ပေါ်မှာမျက်နှာသားတွေပြလာလိမ့်မယ်။တစုံတစ်ယောက်သောကတင့်ပေါ်မှာမတရားလုပ်တဲ့အခါတိုင်းမှာအမျက်ဒေါသနဲ့အသင်မှန်ကံကြောင်းတက်တည်ထူဖို့အမြဲကြိုးစားမယ်ဆိုရင်ဘုရားသခင် ရောက်စီလို့တဲ့အရက်ကိုတင်ရောက်မှာမဟုတ်ဘူးနော်။ ။ဒါမှကျန်းစာတယ်မှာအကောင်းဆုံးဥပမာကဒါဝိမင်းကြီးကြောင့်ဖြစ်တယ်။ဒါဝိမင်းကြီးကရှင်ပြန်ဘိသိက်ကိုနမ်မတက်မီနှစ်ပေါင်းများစွာတည်းကသူရခဲ့တယ်။သူဒီစစ်ကြောရင်ကာလကိုဖျက်ဆန်းရတယ်။ကျွန်တော်တို့လူသားအားလုံးလည်းဖခင်ထံမှာစစ်ကြောရင်ကာလကိုဖျက်ဆန်းရမှာပဲဖြစ်တယ်။ထိုကာလအတွင်းမှာရှင်ပြန်ရှောလူကဒါဝိကိုလိုက်လံသက်ဖြတ်ဖို့ကြိုးစားတယ်။ဒီຢာကမမျှတဘူးမတရားသောအမှုဖြစ်တယ်။ဒါဝိကရှောလူအပေါ်မှာများစွာကောင်းခဲ့တယ်။ သို့တော်လည်းပဲရှော်လူကသူ့အပေါ်မှာမကောင်းဖို့ကြံစီတယ်။ဒါဝိတ်ကရှော်လူကိုအဆုံးစီရင်ဖို့ရန်အတွက်အခွင့်အရေးနဲ့ချိန်တိုင်းတိုင်းရခဲ့တယ်။ဓမ္မရာဇဝင်ပထမဆုံးခန်း24အခန်းငယ်26မှာပေါ်ပြထားတဲ့သူပြေးလွှားနေရတဲ့အခက်ခဲဆုံးကာလကိုအဆုံးသတ်လိုက်ဖို့အခွင့်အရေးအတိအကျရတယ်။သို့တော်သူခွင့်အရေးကို သူမယူခဲ့ဘူး။ဘာကြောင့်မယူခဲ့လဲ။ဖယားသခင်ကောင်းကြီးပေးလို့ပိတ်သိမ့်နဲ့ရလာတဲ့ရှင်ဘုရင်သူ့လက်နဲ့မတို့ထီဘူး။ဒါဝိတ်ကရှော်လူကိုလုံးဝမသတ်ပဲနဲ့ တက်ညာပေးခဲ့တယ်။ရော်လူကိုမစီရင်ဘဲနဲ့သူပြောခဲ့တဲ့စကားလေးတခွန်းကဓမ္မရာဇဝင်ပထမဆုံးခန်းကြီး24ခန်းငယ်7နှစ်မှာဗာပြောလဲဆိုတော့သာရဖျားသည်ကျွန်တော်နဲ့ကိုရောဆက်ကြမှာစီရင်တော်မူပါစေသောကျွန်တော်အားပြမသောအပြစ်ကိုသာရဖျားဆက်ပြီးတော်မူပါစေသောတို့ရသည်ကျွန်တော်လက်သည် ကိုရောပေါ်သို့မရောက်ပါစေနှင့်သူလက်နဲ့မစီရင်ဘူးဖျားခင်လက်တော်တဲ့ဘက်သူကအတ်တယ်ဖျားပိတ်သိပ်ပြရတဲ့သူဖြစ်လို့ သင်လျောကျွန်တော်ရောမိမိရဲ့ရန်သူကိုအခွင့်အရေးရတဲ့အခါမှာအကောင်းဆုံးလက်စားချနိုင်တဲ့အခြေအနေတွေရတဲ့အခါမှာလည်းပဲကိုယ့်လက်ကမကျွလွန်ပါစေနဲ့ဖရားလုပ်ပေးမယ့်အချိန်ကို စောက်ပါဒါဝိတ်ချန်ပီယံတယောက်ဖြစ်လာခြင်းမှာအံ့ဩစရာမဟုတ်ရာဒူးတူမီရင်ခံရခြင်းမှာလည်းအံ့ဩစရာမဟုတ်ဘူးသူကဖရားသခင်ကိုမြည်ခဲ့သို့လက်စားချခံရမလဲဖရားသခင်ဘလို့အခွင့်ပေးရမလဲဆိုတော့သူကောင်းစွာတဘောပေါက်တယ် ဒါဝိကဲသို့ခေါင်းဆောင်ပိသိရှိပါလျက်နဲ့စစ်ကြောရင်ကာလကိုမအောင်မြင်တဲ့သူတွေများစွာတမချန်းစာထဲမှာကျွန်တော်တို့တွေ့တဲ့ခါမှာကျွန်တော်တို့အံ့ဩမိတယ်။သူတို့ကရှောလူကဲသို့သူတို့ပေါ်မှာနာကျင်စီသောသူတွေကိုလက်ဆချေဖို့တချိန်လုံးကြိုးစားနေလို့ဖြစ်တဲ့ကျွန်တော်ဘဝမှာလည်းဘဝမှာအလွန်တရာနာကြီးခါတိခဲ့ရတဲ့အရာတွေရှိရဲ့အလွန်တရာမူးနေသောသူတယောက်ကတပတ်တော်အမျိုးသားက မိခင်နဲ့ပတ်သက်ပြီးတော့မှအလွန်တရာမှရိုင်းပြစွာဆဲဆူလိုက်တယ်။ဘဝမှာအလွန်တရာခါတိတဲ့အတွက်ကြောင့်သူ့ကိုအချိန်တိုင်းလက်စားချီနိုင်ဖို့တွေးတယ်။နောက်ဆုံးအီရီမြူးကလည်းထွက်ခဲ့ရမှဆိုရင်သူ့ကိုတပ်ပြီးမှထွက်ကျင်တယ်ဆိုရဲစိတ်တိတွန်းပို့တယ်။တရက်မှမပြောဘူး။ကာလတစ်ခုဖြတ်သန်းရတယ်။နှစ်ကာလတစ်ခုကြာသွားတယ်။ဝိညာဉ်ကမပြောဘူး။နောက်မှဖရာလက်တော်ထဲမှာအပ်လိုက်တဲ့ခါမှာတရက်မှသူကသူတော်အိမ်မှာရက်တော့ပြီးအိပ်ပျော်ပြီးတော့မှ အသက်ဆုံးသွားတယ်။သူအသက်ဆုံးသွားလို့ကိုယ်ကပြောတာမဟုတ်ဘူး။ဒါပေမဲ့ရင်ထဲကစူးကိုဖျားသိတယ်။အလွန်တရာခါးသီးလုံးနဲ့စူးကိုအမားမလုပ်တဲ့အပြစ်မလုပ်ထားတဲ့စူးသီးတဲ့ခါမှာဖျားမှာအချိန်ရှိရယ်ဖျားလက်တော်ရှိရယ်။ဒါကြောင့်ကိုယ့်လက်ကလွန်ကျူးဖို့ကြိုးစားခဲ့မိပေမဲ့ရှော့ချလိုက်ပြီးဖျားလက်တော်ထဲမှာအတက်တဲ့ခါမှာဖျားသခင်ရန်သူကိုတောင်းယူရပြီးတာဖြစ်တယ်။မိတ်ဆွေ တင်းရဲ့အချိန်နဲ့ခွန်အားကိုဘုရားသခင်တတ်မှတ်တဲ့ပန်းနိုင်ကိုကျွန်တော်တို့တက်လှမ်းသွားဖို့ရံပဲတုံးပါတင်းရဲ့လက်တုပ်ပြန်ခြင်းသည်ဟုသောကြောက်ခွင်တဲ့ကိုမကြမိပါစေနဲ့နော်ဘုရားသခင်ရဲ့နီလန်ကသာလင်ကောင်းမြတ်တယ်တင်းပေါ်မှာနာကျင်စေတဲ့သူတွေကိုတင်းတက်တာကိုမြင့်တင်ပေးဖို့အတွက်ပဲဘုရားသခင်အသုံးပြုပါတင်းရဲ့စိတ်နေသဘောထားမှာဒီလိုဖြစ်တဲ့ဘုရားသခင်ကိုပဲကျွန်တော်ရဲ့ကိုယ်စားစီရင်ခိုင်တော့မယ်ဆိုရင်စိတ်လေးထားလိုက်ကိုကောင်းတယ် ဘုရားသခင်ကကျွန်တော်တို့ကိုယ်စားတုတ်ပြန်ပြီးတဲ့အခါကျွန်တော်တို့ကနှင်းစီပန်းကဲ့သို့မိုးကြံသောယနေ့ထွက်ပေါ်လာပါလိမ့်မယ်။တဘောအပြားပန်းတပွင့်ကိုကသူတဘောပိမှန်ဆိုရင်လက်ခံရတဲ့သူရောကိုရောမိုးယနေ့ကြံခဲ့တယ်။ထို့သူပဲရံကိုရံချင်းမတုတ်ဘူးပဲနဲ့ဖျားလက်တော်တဲ့နဲ့အပ်တဲ့အခါမှာကိုရဲ့အမိုးယနေ့ကတာရိတ်တိုးလာတာဖြစ်ပါတယ်။အခုချိန်မှာသင်ရည်ရွယ်ရမှာက သင်ကကျွန်ုပ်ကိုငုတ်ကြည့်နေပြီမဲ့တနည်းကျရင် ကျွန်ုပ်ကိုသင်မော့ကြည့်ရလိမ့်မယ်ယနေ့ကျွန်ုပ်ဘာမှမဟုတ်ဒီပါတီမရှိသေးပေမဲ့တနည်းကျရင်ကျွန်ုပ်နဲ့ရှိသောအရာမျိုးကိုသင်အားကျရလာလိမ့်မယ်ဟု၏ပြောနိုင်ဖို့ရန်အတွက်ဖျားသခင်က သင်ကို မားစားနိုင်တာဖြစ်တယ်အရာခတ်သိင်းအဖြစ်ပြတိုင်းဟာဖျားသခင်လက်တော်အောက်ကနေလွတ်သွားတဲ့အရာတစ်စုံတစ်ခုမှမရှိဘူးအရာခတ်သိင်းအမှုရောက်နိုင်မဲ့အမှုပြုမဲ့အရာကို ဘုရားသခင်ကိုခွင့်ပြုထားပါဘုရားခင်လက်တော်ကကြီးစွာပြုပေးလိမ့်မယ်သင်တသက်လုံးမမျှမတာခံစားခဲ့ရတဲ့အရာအလုံးကိုဘုရားသခင်မျှတခြင်းနဲ့အဆုံးသတ်ပေးမှာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေသင်ရဲ့အချိန်နဲ့ခွန်အားကိုဘုရားသခင်တတ်မှတ်တဲ့ပန်းနိုင်လို့တက်လှမ်းဖို့သာသုံးပါဘယ်တော့မှအင်အားမဖြုံးတီးပါစေနဲ့။ဒါကြောင့်ကိုတော်ကအကျွန်ုပ်ကိုအစင်ချမ်းသာပေးတော်မူ၏လို့အမြဲတမ်းရည်မှတ်ပါ။ ဖျားခင်တက်နိုင်တဲ့အယောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေအာမင် Amen. Mm -hmm.